ဒီနေ့မှာတော့ကျွန်တော်ကလူတယောက်အကြောင်းကိုပြောပြပေးသွားမှာပါသူကလမ်းကျွလမ်းကြားတွေမှာခိုးဆိုးလူနိုင်ရင်နဲ့ကဘာကျော် rock star တယောက်ဖြစ်လာတဲ့သူပါဒီဗီဒီယိုလေးမစားခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးဖို့နဲ့ VPN လေးဖွင့်ပြီးတော့ကြည့်ရှုပေးဖို့အတွက်ကိုတောင်းဆိုချင်ပါတယ်ခန့်ကွာ48ခုနဲ့ဒီဇင်ဘာလ3ရက်နေ့မှာတော့ John Michael Osborne ဆိုတဲ့ကလေးတယောက်ကို Aston Birmingham က Martin Green ဆိုတဲ့ဈေးရုံမှာမွေးဖွားခဲ့ပါတယ်။သူကကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တဲ့ Aussie Osborne မှာစင်ရတဲ့မိသားစုကနေမွေးဖွားလာတဲ့ Aussie အတွက်ကတော့ဘဝမှာတိတ်ပြီးတော့ရွေးချယ်စရာအခွင့်အလမ်းများများဆဆမရှိခဲ့ဘူး။ငယ်စဉ်မှာသူကဘဝကိုတော်တော်လေးခက်ခဲခဲနဲ့နေခဲ့ရတာပါ။ Aussie ရဲ့အဖေရောအမေရောက ဆက်ရောင်လုံးတမားတွေဖြစ်ပြီးတော့မီတာစုဝင်စုစုပေါင်းအော်စီအပါဝင်၈ယောက်ရှိပါတယ်။အဲ့ဒီခေတ်ကကျတော့ဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အချိန်ဖြစ်တဲ့အတွက်ဒီဆက်ရောင်အလုံးယုံလုပ်ငန်းတွေဆိုတာကအောက်ခြေလူတန်းစားတွေပဲလုပ်တဲ့အလုပ်မျိုးပေါ့။သူ့အထက်မှာအမ၃ယောက်ရှိပြီးတော့သူ့အောက်မှာလည်းညီ၂ယောက်ရှိပါတယ်။သူကတော့မောင်နှမတွေထဲမှာ၄ယောက်မြောက်ကလေးပါ။မီတာစုစုစုပေါင်း၈ယောက်ရှိပြီးတော့သူတို့ရဲ့အိမ်မှာလူ၈ယောက်အတွက်အိတ်ဆရာအိတ်ခန်းကနှစ်ခန်းပဲရှိပါတယ်။ Aston Birmingham မှာကြီးပြင်းလာတာဖြစ်တဲ့အတွက်လည်း အရာအလုံးကခက်ခဲခဲ့ပါတယ်။အော်စီကိုငငယ်တုန်းကသူ့အဖေကပြောဦးပါတယ်။ငါသားတဲ့မင်းနဲ့ပတ်သက်ပြီးတော့ငါခံစားချက်တခုရှိနေတယ်တဲ့။အဲ့ဒါကတော့မင်းကြီးလာရင်အရန်ထူးခြားတဲ့လူတယောက်ဖြစ်ရင်ဖြစ်ဒါမှမဟုတ်တော့မင်းထောင်ကျလိမ့်မယ်ဆိုပြီးတော့ငငယ်တုန်းကအော်စီကိုပြောဘူးတယ်။ဒါပေမဲ့လည်းထူးဆန်းစွာနဲ့ပဲအော်စီကအဲ့ဒီအရာနှစ်ခုလုံးကိုပဲလုပ်ပြခဲ့ဘူးပါတယ်။သူကနာမည်ကြီးအစိုးရတယောက်ဖြစ်ခဲ့ရုံနဲ့မကဘဲနဲ့သူ့အသက်ဆက်ရှင်မပြည့်ခင်မှာလည်းထောင်ကျဘူးပါတယ်။ ။အော်ဇီကသူចောင်းစားတဲ့အရွယ်မှာဒလက်စီယာလို့ခေါ်တဲ့ယောဂမျိုးခံစားခဲ့ရပါတယ်။အဲ့ဒီယောဂကစာလုံးတွေကိုမမှတ်မိတဲ့ယောဂမျိုးပါ။ကျွန်တော်အရန်ကြိုက်တဲ့အမီယာခန်းရိုက်ထားတဲ့ lifestyle app ဆိုတဲ့ဇက်ကားထဲကယောဂမျိုးပါ။အဲ့လိုယောဂမျိုးက तू ကစာရီတင်နေပေမဲ့လည်းကလေးကစာလုံးတွေကိုမမှတ်မိတာမျိုးပေါ့နော်။အဲ့လိုမျိုးယောဂကိုအော်ဇီကငယ်တုန်းကခံစားရတယ်။ဒါကြောင့်လည်း तू ကចောင်းမှာအပေါင်းနဲ့တိတ်မရှိဘဲနဲ့တယောက်တည်းအမြဲတမ်းအထီးကျန်နေလေးရှိပါတယ်။ သူဟာကျောင်းနေရွယ်အသက်17နှစ်လောက်မှာကတည်းကအခန်းထဲမှာအမြဲတမ်းအနိုင်ကျင့်ခံရပါတယ်။တခါတလေဆိုရင်လိမ်ပိုင်းဆိုင်ရာစော်ကားမှုမျိုးအထိပါအနိုင်ကျင့်ခံခဲ့ရတာပါ။ပညာရေးပိုင်းမှာလည်းအားနည်းရတူမလို့ဆရာဆရာမတွေနဲ့လည်းအဆင်မပြေပါဘူး။ပြီးတော့ဆရာကျော်တက်အရွယ်မှာလည်းအော်စီယာကိုကိုကိုတက်တည်ဖို့အတွက်ခဏခဏကြိုးစားခဲ့ဘူးတယ်လို့နောက်ပိုင်းအင်တာဗျူးတွေမှာပြန်ပြောခဲ့ပူပါတယ်။ကံကောင်းစွာနဲ့ပဲသူ့ရဲ့အဆုံးစီရင်မှုကမအောင်မြင်ခဲ့ပါဘူး။ဒီလိုနဲ့အသက်19နှစ်ရောက်တဲ့အရွယ်မှာတော့သူကအကြောင်းကနေပြီးတော့ထွက်ခဲ့ပါတယ်။ ကျောင်းမနေတော့တဲ့အော်ဂျီကသူ့မိဘတွေလိုပဲအလောက်ခွင်မှာဘဝတွေကိုနှိမ့်မြှုပ်ဖို့အတွက်ဆုံးမြတ်ခဲ့ပါတယ်ဒီလိုနဲ့အော်ဂျီကသူနဲ့ကိုက်မဲ့အလုပ်တွေကိုတစ်ခုပြီးတစ်ခုလိုက်ရှာပါတော့တယ်အစပိုင်းမှာတော့စားလို့ရေးအလုပ်လောက်တာမျိုးဂျေပိုက်ပြင်တာမျိုးစားတဲ့အလုပ်တွေကိုသူလုပ်ကြည့်ခဲ့ပါသေးတယ်ဒါပေမဲ့အဲ့ဒီအလောက်ရုံတွေမှာသူမပြောပါဘူးဒါကြောင့်သူ့အဖေအလုပ်လုပ်တဲ့ပစ္စည်းကိရိယာထုတ်တဲ့ဆက်ရုံနဲ့သူ့မိရဲ့ကားအလုပ်ဆက်ရုံတွေမှာပါသူဝင်ပြီးတော့မှလုပ်ကြည့်ပါသေးတယ်အဲ့ခဲအဲ့အခါမှာဆက်ရုံအလောက်ရုံတွေကအခြေခံလူစမ်းစားတော်တော်များများလောက်ကင်ခဲ့တာပါ လောက်ရတဲ့အလုပ်ချိန်ကများပြီးတော့ရတဲ့လက်ကအရန်ကိုနေပါတယ်။ပိုဆိုးတာကအော်စီယာကလေးတယောက်ဖြစ်တဲ့အတွက်သူများထက်ကိုပိုပြီးတော့လစာနေပါတယ်။ဒါကြောင့်သူကဒီလောက်ကိုရေရှည်မလုပ်နိုင်ပါဘူး။ဒီလိုနဲ့အလုပ်ချိန်နဲ့နေပြီးတော့လောက်အားခပိုပြီးတော့ရတဲ့အလုပ်တစ်ခုကိုသူကထပ်ပြီးတော့ရှာခဲ့ပါတယ်။ဒီတစ်ခါမှာတော့တူရှာနေတဲ့အလုပ်ကိုရခဲ့ပါတယ်။အလုပ်ချိန်နဲ့နေပြီးတော့လောက်အားခကလည်းအရင်အလုပ်တွေထပ်ပိုပြီးတော့ရတဲ့အလုပ်မျိုးပါ။အဲ့အလုပ်ကတော့တားတက်ရုံမှလောက်တာပါ။ ဟုတ်ပါတယ်အော်စီကအသက်15နှစ်အရွယ်မှာကလေးကတားတက်ရုံမှာအလုပ်လုပ်နေတာပါသူစားနာက तू ကအဲ့ဒီအလုပ်မှာလုပ်ရတာကိုအရင်အလုပ်တွေထပ်ပို့ပြီးတော့ပျော်ပါတယ်သူ့အလုပ်ကနေ့တိုင်းနေ့တိုင်းတရိတ်ဆန်အသေးကောင်းတွေကိုရင်ခွဲပြီးတော့ကလီစာတွေထုတ်ပေးရတာပါဒီလိုနဲ့ तू ကတားတက်ရုံမှာတစ်နှစ်ခွဲလောက်အထိလုပ်ခဲ့ပါတယ်သူ့ဘဝက तू တဘောကြတဲ့အလုပ်တစ်ခုမှအခြေကျပြီးတော့တာယာနေပြီလို့ထင်ရပေမဲ့လေ तू ကအဲ့ဒီအလုပ်ကနေပြီးတော့ထုတ်ခံလိုက်ရပါတယ် ကြောင်ရင်းကတော့သူ့လှုပ်ဖို့ကင်ဘက်တယောက်ကသူ့ကိုလောင်ပြောင်လို့ဆိုပြီးတော့သူကခေါင်းကိုရိုက်ခွဲလိုက်တာကြောင့်ပါသူ့လှုပ်ရှင်ကချက်ချင်းပဲအဲ့ဒါကိုတီးသွားရတယ်သူ့ကိုအလုကနေပြီးတော့ထုတ်ပစ်ခဲ့ပါတယ်အော်စီတယောက်ကဒီလိုနဲ့ပဲအလုလက်မဲ့ဖြစ်သွားခဲ့ပါတယ်သူ့အလုလောက်ရတာတွေကိုညှိဝေးလာခဲ့ပါတယ်ငငယ်လေးကလေးကဘဝမှာအလုတွေတစ်ခုပြီးတစ်ခုပြောင်းပြီးတော့လှုပ်ခဲ့တာဖြစ်တဲ့အတွက်သူအဲ့လိုအလုခွင်မျိုးပြန်မသွားချင်တော့ပါဘူးသူ့ဘဝမှာသူအရန်ချမ်းသာခြင်းနေပြီးတော့ပုံမှန်တာမန်ရိုးချက်အလုတွေကိုသူမလှုပ်ချင်တော့ပါဘူးအဲ့ဒီခေတ်မှာအောက်ခြေအလုတွေက တက်တက်လုံးလုံးဝင်တော့မှမချမ်းသာနိုင်ဘူးဆိုတာ तू သိပါတယ်အဲ့လိုနဲ့ तू ဘွားမှာပြောင်းလဲကြီးတစ်ခုဖြစ်လာမဲ့လမ်းကို तू ကရွေးချယ်ခဲ့ပါတယ်အော်စီဟာလမ်းမတွေပေါ်လက်လက်သွားလာပြီးတော့လူများတဲ့နေရာတွေကိုရှာပါတယ်ပြီးတော့လူအုပ်တီတဲကိုဝင်ပြီးတော့ခပတ်နိုင်ခဲ့ပါတယ်ခပတ်နိုင်အောင်ပဲလားဆိုတော့မဟုတ်သေးပါဘူးလင်းရင်လက်တလို့ခိုးတဲ့အပြင်ဆိုင်တွေပါဖောက်ခဲ့ပါတယ်ငငယ်ရွယ်ရွယ်နဲ့အော်စီကတနစ်တနစ်လမ်းပေါ်မှာတူရလာတဲ့ပတ်စံတွေကိုကြည့်ပြီးတော့ကျေနပ်နေပါတယ်။သူဟာအဲနီနာက ဆိုင်တွေကိုညဆိုရင်ဝင်ဖောက်ပြီးတော့ပစ္စည်းတွေခိုးယူခဲ့ပါတယ်။အဲ့လိုနဲ့တရက်မှာသူကအဝတ်အစားဆိုင်တစ်ဆိုင်ကိုဝင်ဖောက်တဲ့အချိန်မှာဖောက်ထွင်းမှုနဲ့ရဲဖန်တာခံလိုက်ရတာပါ။အော်ဂျီကရုပ်ရှင်တွေကလို့ပဲ professional ဆန်ဆန်ဆိုင်ကိုဝင်ဖောက်ခဲ့ပေမဲ့လည်းသူ့ရဲ့လက်အိတ်ကလက်မထိတ်တွေမပါတာကြောင့်သူ့လက်ပွေရာကတဆိုင်လုံးမှာကျန်ခဲ့တာပါ။အဲ့အချိန်မှာအော်ဂျီကအသက်18နှစ်ပဲရှိသေးတာဖြစ်လို့အသက်မပြည့်တဲ့အတွက်အပျော့စားထောင်တစ်ခုပဲကြားခဲ့တာပါ။အမခန်နဲ့သူ့အဖေကအော်ဇီကိုထုတ်ပေးလို့ရပါမယ်လေ။တင်ကန်းစာရအောင်ဆိုပြီးတော့မှပဲတမင်ထောင်ထဲမှာ ထားခဲ့တာပါ။အော်ဇီဟာဝက်ဆန်ဂရင်းဆိုတဲ့ထောက်မှာတလခွဲလောက်နေလိုက်ရပြီးတော့ပြန်လွတ်လာခဲ့ပါတယ်။အော်ဇီကဘာမင်ဟန်ရဲ့အက်စတွန်ဆိုတဲ့ဒေတာမှာကြီးပြင်းလာတာပါ။အဲ့ဒေတာကအခြေခံလက်လုတ်လက်စားတွေတော်တော်များများနေထိုင်တဲ့မြို့ပါ။သူကညဘက်တွေမှာရှာလို့ရတဲ့များပတ်စံတွေအားလုံးနေပါကိုအရက်ဆိုင်မှာပဲတုံးပစ်လိုက်ပါတယ်။ပတ်စံမရှိတဲ့ရက်တွေမှာဆိုလို့ရှိရင်ဆိုင်ကြီးထဲတီပါဝင်ပြီးတော့ခိုးတက်ပြီးတော့မိသွားရင်လည်းရံဖြစ်တဲ့အခြေအနေတွေပါဖြစ်ခဲ့ပါတယ်။တခါဆိုရင်ရံပွဲတစ်ခုမှာတော်တော်ဆိုးဆိုးဝါးချကြပြီးတော့ သူ့ရဲ့တက်တူပြဲသွားပြီးတော့စေယုံတက်ခဲ့ရပူပါတယ်။အဲ့ဒီပြဲသွားတဲ့တက်တူကိုလည်းပြန်ရေးဖို့အတွက်ပတ်စံမရှိတာကြောင့်ထောင်ကျနေတဲ့အချိန်မှာတက်တူထိုးနီးတင်ခဲ့ပြီးတော့ပြန်ထွက်လာတဲ့အချိန်မှာကိုကိုကိုတက်တူပြန်ထိုးခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးကိုကကိုပြန်ထိုးတဲ့တက်တူကတော့ဒူကောင်းနှစ်ဖက်ကစမိုင်းပုံတက်တူပဲဖြစ်ပါတယ်။သူပြန်ပြောတာကတော့အဲ့ဒီတက်တူကိုထိုးလိုက်ရတာကသူအင်တာတက်နေတော့နဲ့တက်တူကိုကြည့်ပြီးတော့ motivation ဖြစ်အောင်လို့ပြောပါတယ်။ သူထောင်ကပြန်ထွက်လာတဲ့အချိန်မှာတော့တပီးတဲ့ရဲ့ she left you ဆိုတဲ့တခြင်းကအရန်ကိုပေါက်နေတဲ့အချိန်မှာတပီးတဲ့တို့ရဲ့တခြင်းတွေကိုနားထောင်ပြီးတော့အော်စီကလည်းသူလည်း roster တောက်ဖြစ်ရမယ်ဆိုပြီးတော့ဆုံးမြတ်ချက်ချလိုက်ပါတယ်1966ခုနှစ်မှာတော့အော်စီကသတင်းစာတွေထဲမှာကြော်ညာထည့်ခဲ့ပါတယ်တွေ့ကြုံရှိပြီးတဲ့အဆိုတော်တယောက်ကဘန်တစ်ခုကိုထောင်ခြင်းနဲ့စိတ်ဝင်စားရင်ဆက်တွေ့လာပါဆိုပြီးတော့ကြော်ညာထည့်ခဲ့တာပါပြီးတော့သူတို့မျိုးရဲ့တခြင်းဆိုင်တွေအခွေဆိုင်တွေရဲ့ဘေးမှာပိုစတာတွေလိုက်ပြီးတော့ကတ်ခဲ့ပါတယ်အဲ့ဒီတုန်းကသူကအဆိုတော်လည်းမဟုတ်တလို့ ဂီတနဲ့ပတ်သက်ပြီးတော့လည်းအတွေ့အကြုံတိတ်မရှိပါဘူး။နုပညာအတွေ့အကြုံဆိုလို့သူကျောင်းမှာငငယ်ကပြဿနာကပူတာနဲ့ music machine ဆိုတဲ့ဘန်လေးတစ်ခုပဲရှိခဲ့ဘူးတာပါ။အော်စီပြောပြချက်အရကသူနဲ့ဧဘန်တွေက show တပွဲမှမတည်ဘူးပဲနဲ့တရက်တရက်တောက်စားပြီးတော့အချိန်ကုန်ခဲ့တယ်လို့ပြန်ပြောခဲ့ပါတယ်။ဒီလိုနဲ့ရက်အနေငယ်ကြာတဲ့အချိန်မှာလူတယောက်ကအော်စီရဲ့အိမ်တကာကိုလာခောက်ခဲ့ပါတယ်။အော်စီကတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီလူကကြောင်ညာတွေ့လို့လာတာဖြစ်ကြောင်းပြောပြပါတယ်။သူကတော့ဂီဇာဘက်လာဖြစ်ပြီးတော့နောက်တစ်ချိန်မှာ ဘလက်ဆာဘက်ဘန်ကဘေ့စ်တမားဖြစ်လာမယ်ဒီမှာဒလောဆယ်မှာတော့သူရောအော်ဇီရောရှေ့မှာဘာတွေဆက်ဖြစ်မယ်ဆိုတာလုံးဝမသိကြပါဘူးတေကြတာကတော့အော်ဇီကသူ့ကြံအောင်မြင်တယ်ဆိုပြီးတော့ပျော်နေခဲ့ပါတယ်အော်ဇီရဲ့မိသားစုကလည်းပတ်စံလုံးလောက်မရှိပေမဲ့အော်ဇီအဖေကပတ်စံအမြောက်များကိုချေးယူခဲ့ပြီးတော့သူ့သားဘန်အတွက်ထောက်ပံ့ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီလိုလုံးမတာသူ့သားကိုဘန်မန်မာတွေကလေးစားကြမှာဖြစ်ပါတယ်ဘလက်ဆာဘက်ဆိုတော့အော်ဇီနဲ့ဂီဇာတို့အတွက်ပထမဆုံးဘန်တော့မဟုတ်ပါဘူးဂီဇာမှာသူ့ရဲ့ Rebri ဆိုတဲ့ဘန်ရှိပြီးတော့ အဆိုပိုင်းအတွက်အော်ဇီကိုလာတွေ့ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့အော်ဇီက Rebrie ရဲ့ဘန်မန်မှာဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အော်ဇီနဲ့အတူ show နှစ်ခုလောက်တီးပြီးတဲ့အချိန်မှာပဲသူတို့ရဲ့ဘန်လေးကဖြတ်သိမ်းလိုက်ပါတယ်။အော်ဇီကတော်တော်လေးကိုစိတ်ဓာတ်ကျသွားပါပြီ။ဒီလောက်ကသူနဲ့အဆင်မပြေဘူးဆိုတဲ့အတွေ့အကြုံစပြီးတော့ဝင်လာခဲ့ပါတယ်။အချိန်ထဲမှာပဲသူ့ရဲ့ကြော်ညာနဲ့လက်ကမ်းဆာဆောင်တွေကိုလည်းလက်လက်မိတယ်လို့ပြန်ပြီးတော့ဖြုတ်ချခဲ့ပါတယ်။သူဂီတကိုဆက်မလုပ်နိုင်တော့ဘူးဆိုတဲ့အတွေ့ဝင်လာခဲ့ပါတယ်။ဒီလိုနဲ့အော်ဇီရဲ့ဘဝမှာရရအလုပ်လေးလုပ်ပြီးတော့ ဖျက်တမ်းခဲ့ပါတယ်။တရက်မှာတော့သူ့အိမ်ရှိမှာဒဇိန်နဲ့ရောက်ထပ်ပြီးတော့ရောက်လာပြန်ပါတယ်။သူတို့ကဂီတာတမာတိုနီအိုင်ယိုမီနဲ့ဒရမာဘေးဝတ်တို့ပဲဖြစ်ပါတယ်။သူတို့ကအော်စီရဲ့လက်ကန်းဆာလာဝန်ကနေတဆင့်လာခဲ့ပြီးတော့ဘန်တစ်ခုလုပ်ဖို့အတွက်ဆိုပြီးတော့ပြောပြန်ပါတယ်။သူကဒီလုပ်တွေကိုဆက်မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့၃ရောက်တာအတူတူဘီယာလေးတောက်စားပြီးတော့စကားပြောတဲ့အချိန်မှာတော့အော်စီကဒီလောကထဲကိုပြန်ဝင်ဖို့အတွက်တဘောတူခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါအော်စီနဲ့တိုနီအိုင်ယိုမီတို့အတွက်ကဒုတိယနဲ့နောက်ဆုံးအခွင့်ရေးပါ ဒီတစ်ခါသူတို့မအောင်မြင်သူတို့မလုပ်ချင်တဲ့ပုံမှန်လကစားအလုပ်တွေကိုတသက်လုံးလုပ်သွားရတော့မှာပါတိုနီကလည်းဆက်ရုံကနေပြီးတော့လက်တံရနဲ့ထွက်လာခဲ့တဲ့သူပါသူ့မှာပုံမှန်ဝင်ငွေရတဲ့ methodology ဆိုတဲ့ဘဏ်ရှိပြီးတော့မကြသေးခင်ကမှဗမာမှာအချို့ကဆေးကြောက်လက်ဝဲတွေ့ရှိမှုနဲ့အဖမ်းခံခဲ့ရတာပါအဲ့ဒီခေတ်အဲ့အခါကဆေးကြောက်ဖမ်းမိတယ်ဆိုပေမဲ့လည်းပုံမှန်မွေးရေးဆေးတီလိုပဲအပြစ်ကကြီးပါတယ်ဒါကြောင့်ဒီတစ်ခါကတော့ Aussie နဲ့ Tony အတွက်နောက်ဆုံးအခွင့်ရေးပါပဲသူတို့တောင်းရောက်တဲ့အတူ Aussie က Giza ကိုခေါ်ပြီးတော့ Black Sabbath ဘဏ်ကိုစပြီးတည်ထောင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ကအစောပိုင်းမှာ Black Sabbath ဆိုတဲ့နာမည်ကိုမပေးခင်မှာသူတို့ရဲ့ဘဏ်နာမည်ကို Puka Top Blue ဆိုပြီးတော့ပေးခဲ့ပါတယ်။သူတို့က Heavy Blue ဖြစ်တဲ့ဂီတတွေကိုဖန်တီးမယ်ဆိုပြီးတော့ဒီနာမည်ကိုအစောပိုင်းမှာရွေးချယ်ခဲ့တာပါ။ဒီလိုနဲ့သူတို့၄ယောက်သားတချင်းတွေစပြီးတော့ဖန်တီးကြပါတယ်။တရက်မှာတော့၄ယောက်သားစိတ်ပြေလက်ပြောက်ရုပ်ရှင်တွားကြည့်ဖို့အတွက်ဆုံးမြတ်ခဲ့ပါတယ်။